ဟယ်လိုအားလုံးပဲမင်္ဂလာပါ CD Insider from Panama ကနေကျွန်တော်တို့ကြံလေချိုးချိုးလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ကရှေ့တစ်ပတ်ကကျွန်တော်ပြောခဲ့တဲ့ Pat Linter ရဲ့အကြောင်းကိုအနည်းငယ်ဖောက်တဲ့ခြောက်မှာဖြစ်ပါတယ်အဲ့တော့ page ကို CIB ကို like and follow လောက်အားဖြင့်လောက်ထားပါအရှိမှာပေါ့နော်ရှေ့ဒီကျွန်တော်ထဲမှာပဲကျွန်တော်အများကြီးပဲ ဆယ်ပုံကျော်ရပဲကျွန်တော်ဗီဒီယိုတွေဆယ်ပုံကျော်တော့ကျွန်တော်တင်ပေးပြီးပါပြီ။ဘာလို့လဲတခြား short video တွေကိုထည့်မတွက်ပဲနေဆိုရင်တော့ video share တွေအဲ9မိနစ်7မိနစ်15မိနစ်မိနစ်20လို့ video တွေကျွန်တော်ဆယ်ခုကျော်တော့တင်ပေးပြီးပါပါ page manager တွေပြင်ပြီးတော့ကြည့်လို့ရပါတယ်အခု down ဒါ media pet link တွေရဲ့အလက်ချတာဒီပေါ့နော် okay ပါကျွန်တော်တော့ဘာလို့လဲမပြောခင်ကျွန်တော်ရဲ့ site တော့ဘူးလေးอ่ะဟိုပြ စိုက်တော့ပေါ့နော်ပန်တီရက်တို့ပါအောင်ရှိပြန်တော့ပန်တီရက်တို့ပေါ့ sparkling cider school မှာ omegranate အဲတလေဒီတလေဒီကျွန်တော်ကိုပြောင်းနေတယ်ဟောလား Harry Potter ဆေးရအောင်။ဟုတ်ကဲ့စလိုက်အောင်ကျွန်တော်လေးကြောလေးတွေဖြတ်ပြီးတော့ဒီအင်္ဂီကချောက်ရှိတော့ကျွန်တော်ကြည့်လိုက်မယ်။ဒီဟာတော့ The Athletic Podcast ကနေပြီးတော့အပိုင်းတစ်ပိုင်းကိုကျွန်တော်ဖြတ်ပြီးပြောပြမှာပေါ့နော်။ The Linders ရောက်လာတဲ့ CD အသင်းမှာကစားရင်အစ်စ်တစ်ခုကိုမြင်ရနိုင်တာတို့အသေးလေးမသွားမိမယ်ဒီမှာပဲကျွန်တော် idea တစ်ခုတော့အမြင်တစ်ခုတော့ရအောင်ပဲပေါ့နော်တို့မျောလင်းထားတာတစ်ခုခုတော့မြင်လိုက်အ focus target ကိုနိုင်ဝဲချောဂျာရာကြီးဖြစ်တယ်တော့ကျွန်တော်ဒီ focus တဲ့ကဒီလိုဖက်လင်းတာအကြောင်းပြောထားတဲ့ကပိုင်းကိုကျွန်တော်စောင်းမအနေနဲ့တင်ထားတာလေးပဲပြန်ပြီးတော့စကပြောအနေနဲ့ပြန်ပြီးတော့ focus ချမှာပေါ့နော်အဲ့တော့ CD တို့လုံများတဲ့နေရာတွေကိုဖြတ်တန်းနေရတာပါ အဲလက်ရှိမှာကစားသမားအဝေးအနေနဲ့ Ryan Chaki Ryan Inuri Kitchenie Rinder တို့နဲ့အရင်အနေနဲ့အသုံးပြုမဲ့ကိုသမား Marcus Patinelli တို့ကိုခေါ်ယူထားပါတယ်။တစ်ဖက်မှာ Senior တွေတဲကအထွတ်အနေနဲ့တော့ဇဲသူနဲ့တခုစား City မှာကစားခဲ့တဲ့ Gunnerman ကစားသမားကြီး Kevin De Bruyne ထိထားပါသေးတယ်။အဲ့တော့အပြောင်းလဲအပြောင်းလဲတော့ရှိနေတယ်ပေါ့နော်ကျွန်တော်ကဟိုကတင်နေတဲ့ချိန်မှာအပြောင်းလဲတွေကတင်းလူစင်းတစ်ခုထဲမှာရက်တက်မနေပါဘူး။ ဖက်ကွာယူလိုက်နီးပြဖွဲ့ဝင်တွေကိုပါအတင်းရပြန်လဲတိစောင့်နေပါတယ်ဂျူအမာလီလိုကာလုစ်ဗင်စင်စ်အိပနိုဒိုမီဒီဒိုမင်ဂွက်စ်ဒိုအာလိုယာဒီကုံမှာပဲလမ်းခွဲသွားခဲ့ပါအဝေးတွေတွေကဘွာယူလိုက်လက်ထောက်နီးပြအပြစ်ဖက်လင်ဒါဆက်ပီးစ်နီးပြအပြစ်ဂျိမ်းစ်ဖရန့်ချ်ကိုခေါ်ယူထားပြီးဒီနှစ်ဦးသလုံးဟာဂျာဂန်ကလော့ရဲ့ဒီပြဖို့ရင်ဟောင်းတွေလည်းဖြစ်ကြပါတယ်ဒီ Athletic Podcast ရဲ့နောက်ဆုံးထွက် episode မှာ ပင်အဟိုးစ်မက်ဒေးဗစ်အတန်နဲ့အဒရော်ရီခေကြတဲ့အတန်ခရက်တန်နဲ့အန်တိုဟဲရီစ်တို့ဆွေးနွေးခဲ့ကြတဲ့ဖတ်လင်နဲ့ရောက်လာတဲ့အကြောင်းစီဒီအသင်းမှာကစားရတဲ့အသစ်တစ်ခုကိုမြင်ရနိုင်လားဆိုတဲ့အကြောင်းအရာကိုသူစဉ်းပြန်လဲဝေမျှသွားပါမယ်။မက်ကပြောပါတယ်။နော်စီကပြောဟန်လေးနဲ့သွားမယ်နော်။မက်ကပြောပါတယ်။ရေရသီးနဲ့လုံးဝခြားနားတဲ့စီဒီကိုကွင်းတွင်းမှာတမက ကွင်းပြင်ပဖြစ်တဲ့အသင်းအဝင်လဲကန်နေနီးပြအစုအဖွဲ့မှာပါမြေတွေရောက်ရှိပါတယ်။ ပန်လီနာတယောက်ရောက်ရှိမှုနဲ့ဒီဥပရိသတ်ရဲ့စိတ်ဝင်စားမှုကလည်းရင့်တက်နေရပါမက်ဆီတီကိုပုံတွင်းတဲ့နေရာမှာဒီအပြောင်းလဲရဘလောက်ထိရေးပါလဲဒီအပြောင်းလဲမျိုးဂွာဒီယိုလာစီရဲ့တွေ့ရစိတ်ဝင်စားလေရပါဘာလို့ဆိုတော့ဒါကဆိုင်လေလှုပ်ထုံးလုပ်ရည်တွေကတခုလည်းဖြစ်လို့ပါတဲ့တော့ရှင်နီးပြတယောက်ရောဝင်လဲခဲဝင်နေတွေဟောခါအားလို့ဆိုအပြောင်းလဲပြုလို့ရောက်ဖွဲ့ဝင်နေတဲ့လက်ထောင်နီးပြောက်ကအပြောင်းလဲလုပ်တာအဲဆိုင်ချက်တွေကဆိုင်လေရဲ့တင်တိုင်းလုပ်ရရှိရရာတွေဖြစ်ပါတယ် အတန်ပြောပါတယ်မှန်ပါတယ်အသင်းတွင်ထွေးတည်းဝေလဲကန်အတွင်းမှာဒီယူဆတွေမြင်ရပါများလာတာ၆ကလာတာတွေကိုတားဆီးဖို့ပြင်စတိုင်အားဖြင့်လည်းပြောင်းလဲလုပ်ရမယ်ဆိုတော့လက်ခံလာတဲ့သဘောလည်းမြင်ရပါတယ်ပယ်နေပြဘောကစောပိုင်းနေတွင်နဲ့2009ဒါနဲ့2017ဘာဒီလိုနာတို့ကိုပြန်ကြည့်လိုက်ရင်ခုရကန်ကလော့ရဲ့လက်ထောက်နီးပြပက်လင်းနဲ့ဆိုတာမျိုးတွဲမြင်လိုက်ရတဲ့အခါကျတော့ဒီကြားထဲမှာပဲအခုပြောင်းနေအများကြီးကိုကျွန်တော်တို့မြင်တွေ့ခဲ့ရတာ။အဖြစ်ဘယ်လိုပုံစံနဲ့သွားပဲ ကစားပဲဆိုတော့ဂွာဒီယိုလာရဲ့အယူဆတွေပဲဖြစ်လာမှာပါ။နီးဗျာရဲ့အယူဆတွေကိုလင်ဒါကအသင်းမှာတည်သွင်းပေးရမယ်ပုံစံပါပဲ။ဒီအစ်စ်ဒီ level မှာတော့ဖတ်လင်ဒါအနေနဲ့ဘယ်ကစားဟန်ကိုမဆိုမောင်းနေပေးနိုင်တဲ့အစွမ်းအစမျိုးရှိနေပါလိမ့်မယ်။စိတ်ဝင်စားဖို့ကောင်းတာတစ်ခုပါ။ဘလောက်တိုင်းတာဒီပက်ဂွာဒီယိုလာရဲ့စိတ်ကူးစိတ်သန်းနဲ့ဖတ်လင်ဒါရဲ့အယူဆနှစ်ခုပေါင်းဆက်သွားတော့မြင်အောင်လဲဆိုတာပါပဲ။ဒါမှမဟုတ်လည်းကကွာရီလာပဲသူ့ idea တွေကိုသင်ခံသူ့လက်ထောက်ညွှန်ကြားအသင်းဦးတည်ဆောက်ခိုင်းဖို့ပဲလားဆိုတော့ပြောရခက်ပါသေးတယ် သို့သောလက်ထောက်နီးပြားတယောက်နေရာကနေကျွန်တော်ဝင်ရောက်ခံစားကြည့်ရတာသူ့မှာလည်းသူ့လုပ်ပိုင်ခွင့်နဲ့လူလာအောင်ပါပဲအဲကွာဒီယိုလည်းဂျန်ညိုနဲ့လိုက်ခိုင်းအောင်တက်တက်ပဲဆိုတာတော့လက်ထောက်နီးပြားတယောက်နေတယ်အဲအဲ့လိုကြည့်တော့အဲ့လိုကြီးတက်တက်အတွက်တော့ရောက်လာတာမဟုတ်တော့ပါဘူးအဲကွာဒီလာကိုတိုင်းလည်းလင်နာစီကလင်နာရဲ့ယူဆတွေကိုလိုချင်ပါပါပတရာကိုစီတီကိုရောက်ကလေးကသူ့ရဲ့ကစားရံအမျိုးမျိုးအပြောင်းအလဲတွေကိုပြည်သက်တွေပြင်တွေ့ခဲ့ရပါတယ်အတင်းအကျန့်ခိုင်မှုပိုင်းဆိုရင်လည်းသူစရောက်တော့မှလည်းတခြားစီဖြစ်တော့ပါပဲ CD ပထမရာမှာပြောခဲ့တာကျွန်တော်မှတ်မိနေပါသေးတယ်။ထက်ထွက်မှုတွေတော့ဟာတိတ်ပြီးတော့ဒီမပြောင်းမကြီးချက်ဘူးပေါ့။စီးတီနဲ့နီးစက်သူတွေရဲ့ဒီတော့မေးမြန်းကြည့်ရမှာအပက second ball တွေကိုတော့အာယုံဆိုင်လေးကျင်ပြီးတယ်ဆိုတာမျိုးတွေပါ။အင်္ဂလန်ကလူတွေရောကဘာလုံးကနီးပြတွေကိုပြောပြောနေရတယ် first ball second ball တွေရဲ့အေးပါဘူးပေါ့။ဘာလို့လဲအဲ့ဒီဒီနထားပါလဲ။အခု CD ရဲ့ squat sign နဲ့ travel ရခဲ့တဲ့အသင်းပြီးတော့သူပထမတော့မပေး player ရခဲ့တဲ့အသင်းမျိုးရှင်းရှင်းလိုက်ရင်ပြောင်းတဲ့အများကြီးကိုမြင်ရတာပေါ့။ တို့ဒီတစ်ခေါက်လဲ evolution တခုဖြစ်ဖို့ရှိနေပါတယ်။ဘုံကကြံခဲ့တဲ့ຢာဒီမှာ CD ရဲ့၄ချိန်ရဲ့ season တွေကစီးဝါမကိုက်တာမျိုးတွေရှိခဲ့တယ်ဆိုတဲ့သဘောပါ။ CD တို့သူတို့သွားခြင်းတဲ့ပုံစံတို့အပြောင်းလဲတွေလိုအပ်နေခဲ့တာဖြစ်နိုင်ပါတယ်။အသိလူချင်းကိုပြန်ဆန်းတက်လိုက်တာနဲ့ idea အသစ်ဆန်းတွေရာလဲအဲနောက်ကနေလိုက်ပြီးလိုအပ်လာတာပါ။မနစ်ကဂွာရီယိုလာအနှစ်နှစ်တက်တန်းတိုးလိုက်တာကိုချီးကျင်းအပြင်သူဒါရီယိုချူတင်သိမြင်ပြီးတော့လင်ဂျာကိုယ်တိုင်လည်းမနစ်ကသူကိုယ်တိုင်နီးပြအဖြစ်ကြိုးစားကြည့်တယ်။ဒါမျိုးလည်းလုံးမဖြစ်ခဲ့ပါဘူး။ ဆိုတော့အခုပေါင်းစည်းမှုကနှစ်ဖက်လုံးအတွက်အဲ win win situation ဖြစ်နိုင်ပါတယ်မက်ကပြန်ပြောပါတယ်လင်နာရဲ့ CDO ရောက်ရှိလာမှုကတင်းကစားရန်အပြောင်းလဲရှိနိုင်တယ်လို့အဲအားလုံးကယူဆနေတယ်တော့ college လက်ထောက်လေးပြလဲပတ်ရဲ့ classical classic football နဲ့စတင်ပဲဖြစ်နေတဲ့အယူဆမျိုးနဲ့သူဖြစ်တာကြောင့်ဒီကိစ္စပေါ်အဲသွန်ရဲ့အမေသွန်ရဲ့အယူဆကိုလည်းကြားကျင်ပါလေအဲ့တော့သွန်က နေချင်းညချင်းတော့စီစီတို့ဒီ counter attacking style ဘက်ကိုရောက်သွားမယ်ဖြစ်ဘူးဒါဘက်ယုံကြည်ရဲ့ယူဆလို့လည်းဟုတ်မနေပါဘူးဒါပေမဲ့မနစ်ကတီတီယာ counter attacking ကစားတဲ့အသေးတွေနဲ့ရင်ဆိုင်ရတဲ့အခါအဲသူတို့မှာရိုးပေါကြီးတစ်ခုလိုဖြစ်နေတာအဲသူတို့လူစင်းကိုကြည့်လိုက်ရင်ဘာနာဒိုဆေဘက်ကိုဖာဆေကန်ဒိုကန်ခါလီရီကိုလူဝစ်တိုကို holding midfield နဲ့အထားကတာတွေ့ရပါတယ်သူတို့တောက်ဆောက်ပြိုင်ဘက်ကိုဖိအားပေးကစားပြီးတကယ်တမ်းဘောလုံးဆုံးရှုံးတဲ့အခါသူတို့ခန့်မြန်ပြန်လိုက်မဆဲလိုက်ပါဘူး ကမ်ဘက်တွေအတွက်ကကြံ့ခိုင်မှုပိုင်းနဲ့ပူစီချင်းဂိမ်းအားလေးနဲ့ကစားသမားတွေဆိုရင်ကြော်ခဲ့ရလွဲပါတယ်။ပြီးတော့လင်ဒါအဓိကအားထည့်ပြီး CU ပြင်ဆင်မဲ့အပိုင်းက pressing နဲ့ counter pressing ပဲဖြစ်ပါလေ။ဘောလုံးဆုံးချွတ်တဲ့အချိန်မှာလည်းအသင်းကအင်တိုက်အားရိုက်ကစားနိုင်ရပဲ။ဒိုင်ဘက်တဲ့ချီတလန်းတာနေရပဲ။ပြန်ဘက်ရဲ့ counter attacking ကိုပြန်ရင်ဆိုင်ရတဲ့အခါမှာလည်းနေရာယူပုံကောင်းနေရစားရရတွေပါ။အတန်ပြောသလိုပါပဲ။ဖက်အတွက်ကတော့ဒီအခြေအနေက win-win situation ဖြစ်ပါ။ဖက်ကိုယ်တိုင်ဝန်ခံထားတာဆိုရင် clock ကသူ့ရဲ့အကြီးမားဆုံးပြိုင်ဘက်ဖြစ်တယ်ဆိုတာပါ။ သူအနေနဲ့ Claw ရဲ့ယူဆတွေနောက်ွယ်ရအမြင်တွေကိုလင်းသားဇီကနေသိရကြားရတာသူ Premier League ကိုပြန်လွှမ်းမိုးဖို့ပြန်ပြီးတော့ဟာအံဝင်ခွင့်ရဖြစ်ဖို့ကြိုးစားတာမှာအင်မတန်အသုံးဝင်ပါလိမ့်မယ်။ကစားဟပေါက်ကွဲရပြင်းထန်လာမှာဖြစ်ပြီးရုပ်ပိုင်းဆိုင်ရာအားပြန်မှုနဲ့အပြန်အလှန်တိုက်စစ်ချင်းမှုဘက်ကိုပို့သွားတဲ့စီးတွေကိုကျွန်တော်တို့နောက်မေ့ရာသီမှာတွေ့ရမှာဖြစ်ပါတယ်။ဒါကတော့ဒီ Athletic ရဲ့ Podcast ကအပတ်လင်းနဲ့ရောက်လာခြင်းက Manchester City ကိုအသွေးအစစ်တစ်မျိုးနဲ့မြင်ရနိုင်မလားဆိုတော့အဲအကြောင်းအရာကိုကျွန်တော်တို့ အလေးလာကြည့်ခဲ့ဖြစ်ပါတယ်။ဒါတော့ဒီပါတော့နည်းနည်းလေးပဲပေါ့နော်ကျွန်တော်တို့အနည်းငယ်ပေါ့ဖြစ်လာနိုင်သွားလေးပဲမြင်လိုက်ရတာပေါ့။အဲတော့ဒါကနားတော်မြဲလူတွေလည်းအဲအတိုင်းရပြီးကျင်းနေကြလိမ့်မယ်လို့ပြောနေပါတယ်။နောက်ဗီဒီယိုတွေမှာကျွန်တော်တို့ပြန်လေးပြေးကြအောင် Cheers